ကဲညီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပြန်နေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါ Super Sunday ညနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့ Manchester United တင်းနဲ့ဒါ Liverpool တင်းတို့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ကဒါငကိုတကိုးနဲ့အနိုင်ရရှိခဲ့တယ်ဆိုတော့ဒါ Anfield ကွင်းမှာပဲအနိုင်ရရှိခဲ့တာဆိုတော့ကျွန်တော်တို့တော်တော်လေးကောင်းပါတယ်ဆိုတော့ဒီနိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးအနေချင်းလောက်ကိုကျွန်တော်ညီကိုရင်းနဲ့တူတာ sharing လုပ်သွားခြင်းတယ် ဆိုတော့ဗျာကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ပြောရရင်ကျွန်တော်တို့အတင်းကဒီအာမိုရင်းရဲ့လက်ထက်မှာဆိုရင်ကျွန်တော်တို့ကဒါနှစ်ပွဲသက်တိုက်အနိုင်မရရှိခဲ့တာတတော်ကိုကြားခဲ့ပြီဗျာဆိုတော့အာမိုရင်းအနေနဲ့လည်းသူ့ရဲ့ဒါမှတ်တမ်းဆိုးတစ်ခုကိုသူချိုးဖြတ်နိုင်ခဲ့တယ်အဲ့လိုချိုးဖြတ်နိုင်ခဲ့တဲ့အချိန်မှာကိုယ်ရင်းနဲ့တွေ့တဲ့အတင်းကလည်းဒါလဘာဝူးဖြစ်နေတဲ့အတွက်ဒါသူ့အတွက်လည်းတော်တော်ကောင်းနေပါတော့အာနစ်စလော့အတွက်ကတော့ဒါပိုပြီးတော့ pressure တွေများလာပြီလို့ပြောလို့ရတယ်နောက်တစ်ခုကဗျာကျွန်တော်တို့ဒီ MP ဝင်းမှာဆိုရင်ကျွန်တော်တို့အနိုင်မရရှိခဲ့တာလည်းတတော်ကိုကြားပြီဆိုတော့ကျွန်တော်တို့ဒီ9နှစ်ကျော်လို့ဒါ10နှစ်ထဲဟိုတောင်ဝင်လာတဲ့အချိန်မှာဒါလဘာဝူးအတင်းကို MP မှာပဲအနိုင်ယူ ခဲ့တဲ့အတွက်ဒါတော်တော်လေးကောင်းပါတယ်ဆိုတော့ဒီပွဲမှာဗျာဒီပထမပိုင်း အတင်းရဲ့ကစားပုံနဲ့အတင်းသွားခြင်းတဲ့ပုံစံပေါ့နော်ပြီးတော့ဒီအာမရင်းလူထုတ်လာတဲ့ပုံစံကိုကြည့်မယ်ဆိုရင် तू ကတကယ်တမ်းကျတော့ဒီ second ball စောင်းဖို့တက်ဆိုင်ရင်ဒီ left side မှာ over လို့ယူမယ်ပြီးတော့မှဒီ right wing back ကိုသူချဲပြီးတော့ဒီ distribution လုပ်ပြီးတော့ကစားမဲ့ပုံစံမျိုး तू ချိုးလာဒါပေမဲ့ကျွန်တော်အတင်းပထမရတော့တဲ့ goal ကိုကြည့်မယ်ဆိုရင်ဒါ Ambomon ကဒါအစောကြီး goal တင်နိုင်ခဲ့တယ်။အော်ပြီးတော့ဒီ Ambomon ရဲ့ goal ကလည်းဗျာကျွန်တော်ဒီ Liverpool အတင်းနဲ့ကျွန်တော် United အတင်းဒါ Anfield မှာအရှင်ပြိုင်တဲ့အချိန်တိုင်းဒါအစောဆုံး goal ထဲမှာလည်းဒါမှတ်တမ်းဝင်ခဲ့ရပေါ့နော်။ဆိုတော့ဒီ အန်ဖုန်းဖုန်းကိုကလည်းဒီတော်တော်လေးမြန်တဲ့ထဲမှာပါတယ်ဒီနှစ်သင်းထိတိုက်တွေးဆမှုအဓိကအထူးသဖြင့်ဒီပရီးမီးယားလိအန်ဖီမှာတွေ့တိုင်းဘယ်တော့မှဒါတစ်ဖက်သင်းမှာဂိုးစောကြီးမရရှိခဲ့ဘူးဆိုတော့ဒီဘက်မှာတော့ဒါအန်ဖုန်းဖုန်းအနေနဲ့ကျွန်တော်ဂိုးစောစောကြီးရရှိခဲ့တယ်ဆိုတော့ကျွန်တော်ဒီဂိုးကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဒါညူကိုရဲ့တတိထားမိပါတော့ဟယ်ရီမက်ဂွိုင်းယားခေါင်းတိုက်လိုက်တဲ့အလုံးကိုကျွန်တော်တို့ဒီ second ball ပြန်ဆောင်လဲ second ball ပြန်ဆောင်ပြီးတော့အာမက်ဒီယာလို့ရပြီးတော့ဒီ အမ်ဖိုမိုစီကိုပေးပြီးတော့ကျွန်တော်ဒီလုံးကိုသိမ်းလိုက်တာဆိုတော့ဒီမှာတော့ကျွန်တော်ဒီ second ball တလုံးဆောင်ပြီးတော့ရခဲ့ပါတော့ဒါပေမဲ့ amorin လောက်လာတဲ့ plan ကျွန်တော်နည်းနည်းလေးတော့ဒီနေ့ပွဲမှာတော့နည်းနည်းလေးလွဲရလို့ထင်တယ်ဗျ तू तू လောက်လာတဲ့ပုံစံကျွန်တော်ရှေ့မှာပြောသလိုပဲ तू left side မှာ overload ယူပြီးတော့ဒီ right wing back ကိုချဲမယ်ဒါပေမဲ့တကယ်တမ်းအတင်းကပထမပိုင်းမှာအသွားများတာကကျွန်တော်ဒီ long ball နဲ့ဒီ second ball ကိုပို့ပြီးတော့ဦးစားပေးသွားတဲ့အပိုင်းမှာပို့ပြီးတော့ကျွန်တော်မြင်ရတယ်ဟိုတကယ်တမ်းကျွန်တော်တို့ဒီ left side overload ယူပြီးတော့ဒီ right back ကိုဖြန့်တာကျွန်တော်နှလုံးလောက်ပဲတွေ့ရတယ်ဟိုညီကိုတွေလည်းတတိထားမိပါပါပထမတလုံး ကဒီ Bruno Fernandes အပိုင်ပိတ်လိုက်တဲ့လုံးဒီတိုင်းထိထွက်သွားတဲ့အလုံးရေနောက်တစ်လုံးကကျွန်တော်ဒီဓာတ်လောက်အပိုင်ကန်တဲ့လုံးချောကန်တဲ့လုံးပေါ့နော်ဆိုတော့အဲ့နှလုံးလောက်ပဲကျွန်တော်တို့ရရဗျာဆိုတော့ဒီဘွဲမှာဒီ Amadia လို့ဆော့တော့လည်းကောင်းပါလေ right chain ကဒီ Anbomoyo Amadio ဆော့တော့တာတော်တော်လေးကောင်းတယ်ဆိုတော့ကျွန်တော်တို့အတင်းဒီပထမပိုင်းမှာဒါဝမ်းစီးနဲ့ဥဆောင်နိုင်တယ်ပေါ့ဗျာဆိုတော့ဒုတိယပိုင်းမှာတော့ဒီ Liverpool ကတအားတင်းလာတဲ့တင်းလာတဲ့အချိန်မှာ ပထမပိုင်းကားတော့ဗျာကျွန်တော်တို့ဒီအခွင့်အရေးတွေအရင်ကြီးမရတော့ဘဲနဲ့တစ်ဖက်သက်ခံဆော့ရတယ်လို့ဒီဘက်မှာတော့ဖြစ်ခဲ့တယ်။တစ်ဖက်ကလေဘာဝူးအခြေအနေကိုကြည့်မယ်ဆိုရင်လည်းသူတို့ကလည်းဒီပြိုင်ဘက်ကဒါအခါသီးဆုံးပြိုင်ဘက်ဖြစ်နေရရောသူတို့ကွင်းမှာရောဆိုတော့သူတို့တော်တော်လေးအထောက်ခဲ့ရတွေ့ရတယ်။သူတို့လည်းဒါကံမကောင်းခဲ့ဘူးလို့ပဲကျွန်တော်တို့ပြောရမှာပဲ။ဆိုတော့ဒီဂက်ဘိုရဲ့အလုံးတွေအကုန်လုံးကဒါတိုင်ထိထွက်တာတွေကလည်းသူတို့အများကြီးနစ်နာတယ်။ဆာလာအပိုင်ကန်ချက်တွေကလည်းဒီရှုံးတားခဲ့တာမှမဖြစ်ခဲ့တာလည်းတော်တော်လေးဆိုးရယ်ပေါ့နော်။ဟိုဆာလာလည်းဒီတစတစနဲ့ဒါဝေဖန်မှုတွေအောက်ကိုရောက်နေပြီလို့ပဲကျွန်တော်တို့ပြောလို့ရတယ်။ ဆိုတော့ဒီဒုတိယပိုင်းမှာဟိုအတင်းရဲ့ကသာပုံကတော့အများကြီးပြောစရာမရှိဘူးပြတာညီကိုကြီးလည်းမြင်မှာပါဒီပွဲကိုဒါပေမဲ့အဲ့မှာပြောစရာရှိတာဒီနေ့ပွဲမှာဒီအာမိုရင်းလူစားလဲလိုက်တဲ့အချိန်ကြီးဒီ right time ဖြစ်တယ်လို့ကျွန်တော်ခန်းစားရတယ်ဗျာသူပထမတစ်ဖြတ်လဲလိုက်တာကတကယ် right time ဖြစ်တယ်အဲ့ဒီနောက်တစ်ဖြတ်ဗျာဒီ Bruno Fernandes တို့ဒီနောက်တန်းက RCB နဲ့ NCB တယောက်ယောက်ကိုလဲရမယ့်အချိန်ကတော့နည်းနည်းလေးနောက်ကြတယ်အဲ့လိုနောက်ကြလို့လေကျွန်တော်ဒီ Chiba ကိုတကူပေးပြီးတော့ဒါပွဲကနည်းနည်းလှုပ်သွားတယ်လို့လည်းပြောလို့ရတယ် ဆိုတော့ဗျာဒီပွဲကတော့အဆုံးသက်မှာကျွန်တော်တို့ဒီ2-1နဲ့အနိုင်ရရှိခဲ့တယ်။အမှတ်တိုင်းဝင်ခံရရင်ကျွန်တော်တို့ဒီအနိုင်ရဖို့အတွက်ဒါလုံလောက်တဲ့ခြေစမ်းလားဆိုရင်တော့ဒါခြေစမ်းကတော့လုံလောက်လောက်တော့မရှိခဲ့ဘူး။ဒါပေမဲ့ကျွန်တော်တစ်ခါလေးပြောလို့ပဲဗျာဒီဘောလုံးပွဲတွေမှာကျွန်တော်တို့ကစားပုံကောင်းပြီးတော့အနိုင်မရရှိတဲ့ပွဲတွေရှိသလိုဒါကစားပုံမကောင်းခဲ့ပဲနဲ့လေကျွန်တော်တို့ဒီရလက်ကိုယူနိုင်ယူနိုင်ရမယ့်ပွဲတွေရှိတင်တယ်ပေါ့။ဆိုတော့ဒီပွဲကဘာပဲနေနေရလက်ကိုယူနိုင်ခဲ့တယ်ဆိုတော့ဒီရလက်ဆိုရင်ဗျာတော်တော်များများလဲဒါမထင်ထားရရလက်လို့လည်းပြောရမှာပဲ။ဟိုဘဇူမလည်းဒီမှာလဘဘူးကွင်းမှာလဘဘူးတထက်ချ ီနိုင်မယ်လို့တော့တွေးထားကြမှာမဟုတ်ဘူးဆိုတော့ဒီကစားဖို့မကောင်းခဲ့တဲ့အချိန်ပြရလက်ကောင်းယူနိုင်ခဲ့တဲ့အတွက်ဒါစိတ်ချနေစရာကောင်းတယ်လို့တော့ကျွန်တော်တော့မြင်တယ်ဆိုတော့အသေးကဒီနေ့ပွဲမှာဆော့တော့တာကတကယ် concentration ကောင်းပါတယ်သူတို့လွတ်တဲ့အချိန်လေးတွေရှိပြီမဲ့လည်းတပွဲလုံးအတိုင်းတာနဲ့ဆိုရင်ဒီအောင်ဆူဆိုင်မှုအပြည့်နဲ့ကစားသွားတယ်ဒါပေမဲ့အသင်းရဲ့ထုံးစံတိုင်းပဲ industry ကတော့ဒါ minute 90နောက်ပိုင်းဆိုရင်တော်တော်လေးကျရတယ်ပေါ့နော်ဆိုတော့ဒီ industry ဘိုင်းနဲ့ပတ်သက်ပြီးရင်လည်းအသင်းအနေနဲ့နည်းနည်းတော့ဒီ ပို့ပြီးတော့တိုးတက်မှုပြသင့်တယ်လို့ကျွန်တော်ကမြင်နေပြ။ဘာလို့လဲဆိုတော့ကျွန်တော်အတင်းကဒါတပတ်တပွဲပဲကစားရတဲ့အတင်းရဲ့ industry ကနည်းနည်းလေးတော့ဟိုပုံမှန်ထက်တော့ပို့ပြီးတော့ညွန်နေတယ်လို့ကျွန်တော်ကခံစားမိရယ်။ဆိုတော့ဘာပဲနေနေပါအဆုံးသက်မှာကျွန်တော်တို့သုံးမှန်ရရှိခဲ့တဲ့အတွက်ဒါပြည့်ပြည့်စုံတဲ့ညတညလို့တော့ကျွန်တော်ပြောရမှာပဲ။ တော့ဒါကကျွန်တော်ရဲ့အမြင်ကိုပဲဆွေးနွေးသုံးသပ်ထားတာဖြစ်တယ်ဆိုတော့ညီကိုရီအနေနဲ့ရောဒီဘက်မှာဘယ်လိုခံစားရလဲဆိုတော့ဟိုညီကိုရီရဲ့အမြင်လေးပေါ့နော်ဒီဒီရလက်ကောတကယ်ရောထွက်လာနိုင်မယ်လို့ဒါအရင်ထဲကရောခံမမိထားအရှိလားပြီးတော့ဒီဘက်မှာဆိုရင်ညီကိုရီအနေနဲ့ဒါအကြိုက်ဆုံးကစားသမားကိုရွေးမယ်ဆိုရင်ဘယ်သူကိုရွေးမလဲစားတဲ့အမြင်တွေကိုကျွန်တော်နဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုင်းနေတတ်တဲ့ဆိုရင်လည်း like and subscribe လေးနဲ့အားပေးကြပါအောင်ကျွန်တော်တို့ဒီပြီးရင်တော့နောက်ထပ်ဒီဒီတစ်ပုဒ်နဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်